ကျွန်တော်တို့ဒီနေ့တော့ဒါနောက်ချင်းတစ်ပုတ်စရမယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဒါအချိန်လေးမှာကျွန်တော်တို့ဘာတွေသင်ခဲ့ကြလဲနည်းနည်းပြန်ပြီးတော့ recall လေးလုပ်ကြည့်ရအောင်နော်အရင်တော့ကကျွန်တော်ပထမဦးဆုံးအနေနဲ့ tentation ကျွန်တော်စပြီးသင်တယ်ဒါ basis သမားရဲ့အတွက်ပေါ့နော်ဒါ for basic only ဒီလို beginner only ပေါ့ဗျာအဲ့လိုမျိုးအခြေခံသမားစစ်စစ်တွေအတွက်ပဲကျွန်တော်တည်တံ့ယူရပြီးတော့ဒီ ဒီ code ကိုကျွန်တော်စီစဉ်ပါတယ်เนาะအဲ့တော့ကျွန်တော်အရင်ဆုံး transaction ကျွန်တော်စပြီးတင်တယ်ဟိုလက်တင်ငန်းစာလေးပါလေတော့ကျွန်တော်မတင်တော့ဘူးပေါ့ဗျာဘာလို့ဆိုတော့ဒီလောက်အတိုင်းမှာပေါ်နေရလေသိရမလားသိမထူအဲ့တော့ဒါလက်တင်ငန်းစာရဲ့ record ကိုပဲကိုရှာကြည့်လိုက်ရတော့ပေါ့နော်ပြောချင်တာအဓိကဒီဟိုအနေနဲ့ transaction ကျွန်တော်စပြီးတင်ခဲ့ပါတယ်လုံးဝအခြေခံသမားတွေအတွက်အခု transaction တစ်ပုံလုံးပြီးပြီ အဲ့တော့ဒီကြားမှာကျွန်တော်တစ်ပတ်လောက်နားရင်းနဲ့ညာ theory ဘိုင်းလေးတွေနည်းနည်းပါးပါစကားလေးပါလေးပြောရဲပေါ့ဗျာမင်းလည်းပါပါတော့ဟုတ်ပါဘူးတော်တော်များများပါပါပြောလိုက်တာလေနေတာမဟုတ်ဘူးအဲ့တော့ theory ဘိုင်းလေးတွေကျွန်တော်နည်းနည်းပြောကြတယ်အဲ့တော့ theory ဘိုင်းတွေလည်းတည်တဲ့တော့သိပြီတည်တဲ့တော့သိပြီဆိုတာတော့ကွာဟိုလုံးလုံးသိတယ်ရောလည်းဘယ်ဟုတ်မလဲဒါမဲ့ဒါလုံးလုံးမသိရတဲ့စာလို့ရှိရင်တော့နည်းနည်းတော့သိလာပြီပေါ့နော်အဲ့လိုပြောတော့အဲ့တော့ C1 နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောခဲ့ပါတယ်ဒါ C1 ရဲ့အကြောင်း C1 နဲ့ music ရဲ့ ဆန်ရွယ်ပုံမျိုးစင်မှာစီဝါအရေးကြီးပုံရှိပါတည်တယ်အများကြီးပါပဲဒီစီဝါရဲ့ဒါအမျိုးအစားတွေဒါနောက်ပြီးလို့ရှိလို့ရှင်ဒီအမျိုးအစားတွေထဲမှာမှဘယ်လိုပုံစံတိခတ်တယ်ဘယ်သခင်နေတွဲပြီးတိခတ်တယ်စီဝါတွေကိုကန့်တတ်တဲ့ပုံစံတွေကျွန်တော်အများကြီးပြောခဲ့ပြီးပြီဆိုတော့ဒီဗီဒီယိုမှာတော့ဘာမှထူးထူးတွေမရှိဘူးဒီဗီဒီယိုမှာကျွန်တော်တို့အဓိကပြောရမှာဒီတီလာနဲ့ပတ်သက်တဲ့အကြောင်းစာပြောရမယ်တခြင်းပေါ့နော်တီလာတခြင်းတီလာတီလာမြတာဆိုတော့ ဒီတချင်းကိုကျွန်တော်တို့ဟိုအရင်တော့ပြောခဲ့ပူတယ်လေကျန်စုဆက်သုံးဘုတ်ဟုတ်တယ်မလားဆက်သုံးဘုတ်မှာဒါဟိုပထမ၅ဘုတ်ကိုကလက်ကျူး၅ဘုတ်ဒုတိယ၃ဘုတ်ကိုဖောင်ကျူး၃ဘုတ်တတိယ၅ဘုတ်ကိုတာနုကျူး၅ဘုတ်လို့ကျွန်တော်တို့ပြောတယ်ဆိုတော့ကလက်ကျူး၅ဘုတ်ကဒုတိယဘုတ်ပေါ့ဗျာပထမဆုံး၅ဘုတ်ကဒုတိယဘုတ်ချိန်ကစားဆက်သုံးဘုတ်ကဒုတိယမြောက်အဘုတ်ဆိုတော့တည်တာပေါ့အဲ့တော့တည်တာတည်တာမြာသားလို့ခေါ်ပါတယ်တချင်းရဲ့ခေါင်းစဉ်อ่ะပေါ့နော်မာဂီတာမှာတချင်းရဲ့ခေါင်းစဉ်ကိုကာလာဘော်တွေလိုမျိုး တချင်းစာသားတွေရတော့လကောင်ဒါမှမဟုတ်လို့ရှိရင်သူနဲ့မသက်ဆိုင်တဲ့ခေါင်းစဉ်တစ်ခုပေးတာမျိုးမရှိပါဘူးမာဂီတာမှာတချင်းခေါင်းစဉ်အားလုံးတချင်းရဲ့အစပဲအဲ့တော့တိရာတိရာမြတ်သားပြည့်တဲ့တော်ရတိရာတိရာမြတ်သားနဲ့ပဲစာမှာတချင်းอ่ะเนาะအဲ့တော့ဒီတချင်းကိုရေးတဲ့ဒါစာရေးဆရာပေါ့เนาะတချင်းကိုရေးတဲ့စာရေးဆရာကတော့ဒါဟိုပါပေါ့တချင်းဆရာပေါ့เนาะတချင်းဆရာကတော့ဝင်းကြီးပြည်တရားစာဖြစ်ပါတယ်အရင်ဟို tradition ရေးခဲ့တဲ့ဒါစာရေးဆရာနဲ့အတူတူပဲပေါ့เนาะအဲ့တော့စာစုကဝင်းကြီးပြည်တရားစာတချင်းရဲ့အမိက တီတာတီတာမြာသားတချင်းအမျိုးအစားကပြောစရာမလိုဘူးเนาะကျိုးတချင်းပဲသူလည်းကျိုးတချင်းနဲ့မှာကျွန်တော်အခြေခံကျိုး73ပုတ်ကိုအဲ့တော့ကျိုးတချင်းဖြစ်တယ်နာမည်ကတီတာတီတာမြာသားအဲနောက်ရေးတဲ့စာရေးဆရာရေးတဲ့စာရေးဆရာကဘာတူလဲဟိုဟာဝန်ကြီးပြည်သားရာစာเนาะခစ်ကတော့တည့်ရတိုင်းပဲเนาะညောင်ရန်ခစ်ပေါ့ဆိုတော့ကျွန်တော်တို့တည့်ရမှာကျတော့ဒီတချင်းမှာကเนาะအပိုက်ဘယ်နှပိုက်ပါလဲအရင်ဆုံးကျွန်တော်စကြည့်မယ်ဒီတချင်းမှာ ပထမဦးဆုံးကျွန်တော်တို့ intro အနေနဲ့စီးနေဝါ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 လေးစီးနေဝါစီးနေဝါလေးစီးနေဆိုပြီးကျွန်တော်တို့လာပါတယ်เนาะ intro ပေါ့ဒီစီးနေဝါကသူဟိုးနောက်တာယာအထိသူကစီးနေဝါအောင်မှာเนาะဟိုးနောက်ဝေဘာဂီရီကိုလေးဘုံမြတ်ကိုရောက်တော့မှာပဲသူကစီးနေဝါလွတ်တော့မှာအဲ့ရမှာကျိုးကန်လေးစာယူတော့ဒါပါလာတာပေါ့เนาะဘလောဆယ်ကတော့အချိန်ကသမားတွေအတွက်စီးနေဝါပါပဲအဲ့တော့စီးနေဝါ intro တစ်ခုဒါ1ပေါ့เนาะနံပါတ်2အနေနဲ့ဒုတိယပိုင်းအနေနဲ့ အဲဒုတိယဘိုက်ပေါ့နော်ဒါဟိုပထမဦးဆုံးကစရရင်တော့ဒုတိယဘိုက်ပေါ့အဆိုကအဆိုကစကြည့်နော်ပထမဘိုက်ပေါ့အဲ့တော့ထားပါကြာပထမဦးဆုံးကပဲစရရေးပြီးမယ်နော်ဒုတိယဘိုက်အနေနဲ့ဒါတိတာတိတာမြတာကြကြကြ၅ပါးဆိုပြီးဒါတစ်ဘိုက်ရှိပါတယ်နောက်ပြီးတော့နောက်တစ်ဘိုက်ကန္နာကန္နာဝန်းချင်းငွေတဲပြင်လေဒီမှပျော်ဒီပျော်ချင်းပွဲဒါသုံးပိုက်များပေါ့နော်ပြီးရင်မြစ်တွေးမြစ်တွေးစင်ရောမြူရီမြူဆန်ပြောဒါလေးပိုက်မြောက်ပြီးရင်ငှက်တော်လေးဂျိုးကြကျူးရင်ဒါဒါငါးပိုက်မြောက ပြီးတော့လိပ်ပြလေးပြန်ငါသွားဟိုမှာဒီမှာနားဒါက6ပိုင်းမြောက်ပြီးလို့ရှိရင်ရေပေါ်မှာလွားပါလို့ကြာစံကိုစားပါလို့ဝဲကပြန်ဒါက9ပိုင်းမြောက်ဆိုတော့ဒီတပုတ်လုံးမှာစုစုပေါင်း9ပိုင်းရှိတယ်เนาะအဲ့ဒါသိဖို့လိုမယ်နောက်ပြီးလို့ရှိလို့ရှိရင်ဒီတချင်းကဘာအကြောင်းအရာကိုဥတီဖွဲ့ရလဲဆိုလို့ရှိရင်ရေကန်ပေါ့เนาะရေကန်သားဥတီပြီးဖွဲ့တဲ့တချင်းအမျိုးအစားဖြစ်ပါတယ်အဲ့တော့ဒီကန်နဲ့ကြာရည်ရဲ့အလှပါပေါ့เนาะအဲ့ဒါဒီတချင်းကိုဘယ်လိုခေါ်လဲဆိုတော့ကလက်ကြီးကျိုးလို့ခေါ်ပါတယ်တနည်းအားဖြင့်ပေါ့เนาะ ကျိုးသချင်းမှာမှာကျွန်တော်တို့ကအမျိုးသားတွေရှိတယ်။ဥပမာကျိုးသချင်းမှာဆိုလို့ရှိရင် tentative ဆိုပဇင်းတောင်တန်ကျိုးွာတကယ်တော့ tentative ကျိုးဆိုပြီးတော့သိတဲ့ရင်အဲ့လိုခေါ်တာတော့မရှားတယ်။အဓိကကျိုးကတော့မှန်တာပေါ့နော်။ဒါပေမဲ့ကျိုးမှာမှာသူကအမျိုးသားတွေတစ်မျိုးထက်ခွဲပြီးရယ် tentative ပဇင်းတောင်တန်ကျိုးအဲအဲ့လိုထားပါတော့တီတာတီတာများသားကလက်ကြီးကျိုးအဲအဲ့လိုဝေဘာဂီရီညွတ်တတနာစင်မင်းကျိုးအဲနောက်ပြီးလို့ရှိရင်ထားပါတော့ဟိုရင်ကြောက်ဝဲပုံတန်းအတနိုးပြော်ဝဲကျိုးတနည်းညွန်ပေါင်းကျိုးနော်။နောက်မှကျွန်းကျွန်းပိုင်သားမြို့ကိုချီတော်ကျိုးဟုတ်တယ်နော်။အဲ့လိုမျိုးသူက ကျိုးတွေကိုမှအဲ့လိုနာမည်လေးညက်ထပ်ပြီးတော့သူကဟိုဆက်တိုက်တဲ့ပုံစံပေါ့နော်ထပ်ခွဲပြီးပါတယ်ဒါအဓိကအဲ့လိုအဲ့လိုမျိုးလေးတွေဆက်ထပ်ခွဲတယ်ပေါ့နော်ကျွန်တော်တို့တိရမှာအဲ့လိုအများကြီးလေးလာရင်အများကြီးတိမှာပေါ့ဒါတွေကတော့နော်သိတော့ပြောကြမလို့ပါဘူးဒါဖုန်းတော်ရောင်ဖျားဆိုရင်နမောဗုဒ္ဓဂျိုးဟုတ်တယ်နော်ဟာပြီးလို့ရှိရင်ပုံနှုံးဝိညာရှင်စရာလေးဆိုပင်လဲနဲ့ជីဂျိုးဟုတ်တယ်နော်ဒါမျိုးပေါ့နောက်အဲဝေဇယံနှုံညဆိုအကြောင်းတော်ချီကျိုးစသဖြင့်ပေါ့အဲ့လိုမျိုးကျိုးတွေမှာတော့နာမည်ထက်ခွဲတယ်အဲ့တော့သူကဒီသချင်းကကြတော့ တီတာတီတာမြာတာအဲကလတ်ကြီးကျိုးပေါ့နော်အဲ့တော့ဒီတချင်းနဲ့မာဂီတာမှာတန်နိုချောင်ခွဲရှိပါတယ်တန်နိုချောင်ခွဲဆိုတာကတော့ခေါင်းစဉ်တူတာပေါ့နော်တီတာတီတာဆိုတဲ့ခေါင်းစဉ်နဲ့ပဲနောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတီတာတီတာအေယာကြီးနရီမော်ပြင်ကျိုးလို့ခေါ်ပါတယ်တူတော့မတူဘူးပေါ့နော်တချင်းအပုတ်တချင်းရဲ့တခုနဲ့တခုပုံစံတော့မတူဘူးဒါပေမဲ့ဒါတချင်းကောင်းတဲ့ပြီးတော့ရောတတ်ပါတယ်တီတာတီတာမြာသားနဲ့တီတာတီတာအေယာကြီးနဲ့အားလည်းတီတာပါเนาะတီတာတီတာမြာသားကအခုကျွန်တော်တို့တီမဲ basic joke သုံးပုတ်တည်းကဒုတိယအပုတ်တီတာတီတာအေယာကြီးက ဂိတဂိတဥဒရဏီမူလက်ကြည့်လို့ရှိရင်ဒါက16ပုံမြောက်เนาะ16ပုံမြောက်တချင်းပေါ့เนาะဒါတူလဲမတူပါဘူးဒါမယ်လိုဒီနည်းနည်းလေးဆင်တယ်ဆိုပေမဲ့အချိုးတချင်းရဲ့တရေဆိုပေမဲ့မတူဘူးပေါ့เนาะအဲ့ဒါလည်းကျွန်တော်ပြီးရင်တိကျပါမယ်တိကျမစောဟိုဘောလုံးတိမှလာမဟုတ်ဘူးပေါ့เนาะအစာလေးကျွန်တော်တိကျပေးမယ်ပေါ့အဲ့တော့အခုကျွန်တော်တို့တင်မှာ basic ကဲ့ ဒီဇိုင်းဖြစ်တယ် basic scale ပုံစံဖြစ်တယ်ဆိုတော့ဒီကောင်ကိုလည်းဒါတေးချာချာလေးလိုက်ပြီးလေ့ကျင့်ပေးပါဟိုအရင် tradition တော့လို့ပေါ့နော် tradition တော့လေ့ကျင့်ခဲ့တဲ့လူတွေအနေနဲ့ဒီသချင်းကိုလည်းတခြားလိုက်ပြီးကျင့်ပေးပါဒီသချင်းကိုရောက်မှကျွန်တော်ရဲ့ဗီဒီယိုတွေကိုတွေ့ရလူတွေအနေနဲ့လည်း tradition ကိုအစအပြန်ပြီးလေ့ကျင့်ပါဘာလို့ဒီသချင်းကခါးဖြတ်မလိုက်ပါနဲ့ခါးဖြတ်ရတယ်ဆိုတော့နေရာလေးမကောင်းပါဘူးเนาะโอเคအဲ့တော့ပြောစရာကတော့တိတ်မင်းမဆသာမရှိဘူးသချင်းနဲ့ပတ်သက်တဲ့ information ကတော့ခလောက်ပဲအဲ့တော့ဒါဒီသချင်းရဲ့အာ melody နဲ့ ျွန်တော်တိတာတိတာ AR ကြီးရဲ့ပုံစံကွဲပုံလေးကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီသချင်းကကျွန်တော်ဒါဆက်လာကြတယ်ကစီနေဝါစီနေဝါ ဟိုဘာကျတော့အဲ့လိုမဟုတ်ဘူးဟိုဘာကျတော့ဒီချိုးကန်တဲ့တော့ထွက်တယ် တော့မတူပါဘူးအဲဒါကြောင့်တန်တူကြောင်ခွဲလေးတွေမှားတတ်လို့ပါအဲဒါကြောင့်အဲ့ဒါလေးခင်းဆက်ပြီးပေါ့နော်တော်တော်ကြီးကျင်လာတယ်ပါပါတယ်โอเคโอเคဟုတ်ပါပြီအဲ့တော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးများရဲ့တင်ပါတယ်ဒီဗီဒီယိုလက်ဆိုင်ပါအောင်နော်ပါဆိုခေတ်ကာလလက်တည့်ရတိုင်းပဲဒါယောဂါကြီးလက်ပြန်ဖြစ်နေရလို့ကြားပါတယ်အဲ့ကြောင့်အားလုံးလေးဆက်ကြပါပေါ့နော်โอเคအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်မွေးလည်းရွာလာပါပြီမင်္ဂလာပါ